ီနေ့တော့ကျွန်တော် network ဘိုင်းနောက်ဆုံးဘိုင်းအနေနဲ့ပေါ့နော်ကျွန်တော်နည်းနည်းပြောစရာလေးနည်းနည်းကြံတာလေးเนาะပြန်มาပြောပြီးတော့ဒီဘိုင်းကတော့เนาะ network ဘိုင်းကတော့ဒီမှာဒီဘိုင်းမှာနေမဲ့ပြီးပြီးတော့เนาะ network ဘိုင်းမှာတော့ကျွန်တော်တို့เนาะ 4G network ရှိမြဲ 5G network ရှိမြဲเนาะအမှန်တကယ်ကတော့ 4G network နဲ့ 5G network နဲ့ကျွန်တော်နည်းနည်း network ပုံစံလေးနည်းနည်းပြောင်းသွားတာပဲရှိတယ်เนาะကြံတာတော့ကျွန်တော်တို့အတူတူပါပဲเนาะအလုံးလုံးပုံတော့အတူတူပဲလုံးလုံးပုံအတူတူပဲဆိုတော့ကျွန်တော် network ဘိုင်းမှာက ရှိမှဆိုလို့ရှင် WDR သုံးမယ်နော်။ကွယ်ကွန်နေမှာဆိုရင် WDR သုံးမယ်။ MDK ဆိုလို့ရှင်တော့ကျွန်တော်တော့ PA ပေါ့။သုံးမယ်နောက် 3G 4G IC ပါမယ်။ပြီးတော့ကျွန်တော်အဓိကနော် main IC ဖြစ်တဲ့နော် internal switch IC ပေါ့နော်။အ internal switch IC ပါမယ်ပေါ့။ကျွန်တော် 5G network လည်းဒီတိုင်းပဲနော်ဒီတိုင်းပဲ internal switch IC ပါမယ်။ 3G 4G IC ပါမယ်ပြီးတော့ကျွန်တော်တို့เนาะ WDR เนาะ WDR အစားเนาะဒီမှာတော့เนาะ SCR 665ပေါ့เนาะ 5G network တွေမှာ SA 665တုံးမယ်နော်အဲ့လိုပဲကျွန်တော်တို့ MDK လုံးနေမှာသူလဲ MDK 5G တွေမှာဆိုလို့ရှိရင်လဲနော် PO နော်ဒီမှာနော် 5G network ထည့်ထားမယ်ဂျန်နဲ့အလုပ်လုပ်ပုံတွေကအကုန်အတူတူပဲနော် 5G network တခုတိုးရတာပဲရှိနေနော် 5G network တခုတိုးရမယ်နော် IC ပုံစံလေးတွေတော့ကျွန်တော်နည်းနည်းပြောင်းသွားတော့နော်ကျွန်တော်တို့အတွက်တော့နည်းနည်းနော်တွေ့နေကြ IC လေးတွေမဟုတ်တော့နည်းနည်းတော့နော်အသေးစမ်းပုံစံမျိုးလေးတော့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့အမှန်တကယ်ကတော့သူ့ရဲ့အလုပ်လုပ်ပုံတော့အတူတူပါပဲနော် 4G ပဲလာလာ 5G ပဲလာလာနော်နောက်ပါ ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပေါ့နော်သူကဆိုနောက်ပိုင်းเนาะစစ်ကြီး network ပဲတွက်လာတွက်လာเนาะသူ့ရဲ့เนาะအခြေခံအလုပ်လုပ်ပုံတွေကနေခွဲထွက်သွားလို့မရဘူးเนาะအတနာဆွေး IC line ဖတ်မှုအတွက်အတနာဆွေး IC လိုတယ်เนาะ 3G 4G เนาะ PA လိုတယ်ပြီးတော့ကျွန်တော်တို့ CPU နဲ့ခြေဆက်ဖို့เนาะ transceiver IC လိုတယ်ဒါဘယ် network ပဲလာလာเนาะကြိုက်တဲ့ network လာဒီပုံစံအတိုင်းပဲသွားမှာပဲเนาะအဲ့တော့ကျွန်တော်တို့ဒီမှာတော့เนาะကျွန်တော် 4G network နဲ့ 5G network နဲ့ရှိမယ်ပေါ့ဒါမဲ့ 4G network နဲ့ 5G network ကလည်း ော်တူတူပါပဲအမှန်တကယ်တော့နော် 5G network ကလေးပူပါသွားတာပဲရှိရယ်နော် channel အပိုင်းတွေကတော့အကုန်တူတူပါပဲ IC ပုံစံလေးနည်းနည်းပြောင်းသွားတာပဲရှိရယ်နော်ဒီအပိုင်းလေးမှာတော့ကျွန်တော်ကရှိမှလည်းကျွန်တော် ပြောထားခဲ့ပြီးသားပါနော်ကျွန်တော်အရေးကြီးတဲ့အပိုင်းလေးပဲနည်းနည်းထပ်ပြီးတော့ပြောပေးမယ်နော်အဓိကကျွန်တော်တို့က IC တွေရဲ့ network ဘိုင်းမှာသုံးထားတဲ့ IC လေးတွေရယ်နော်အလုံးလုံးပုံကိုကျွန်တော်တို့တည်ရမယ်နော်သူ့ရဲ့ process ကလေးကိုတည်ရမယ်နော်သူ့ရဲ့အလုံးလုံးပုံနဲ့သူ့ရဲ့ process ကလေးပေါ့နော် အဲ့ဒါလေးကိုတိမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ error တစ်ခုတွေ့ပြီဆိုလို့ရှိရင်အနည်းဆက်ဆုံးတော့ error ကိုခံမှန်းနိုင်မယ်เนาะဒီကောင်က ANC ရဲ့အလုပ်လုပ်ပုံကိုတိမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ error တကတစ်ခုခုပြတ်သွားရဆိုလို့ရှိရင်เนาะဒီဟာပြတ်တာက ANC ချိုးရင်းလို့ဖြစ်တယ်ဆိုတာပေါ့เนาะ ANC လုပ်လုပ်ပုံကိုကျွန်တော်တို့တိရဆိုလို့ရှိရင်တန်းပြီးတော့ကျွန်တော်တို့ခံမှန်းနိုင်တယ်အဲ့ဒါကြောင့်လဲကျွန်တော်အရှိမ ANC လေးတွေရဲ့အလုပ်လုပ်ပုံကိုအဓိကထားပြီးတော့ကျွန်တော်ပြောခဲ့တာเนาะ ီးတော့သူ့ရဲ့လုပ်ငန်းစဉ်ပေါ့နော်လုပ်ငန်းစဉ်ဆိုတာကကျွန်တော် international NC ကနော်ဘာတာဝန်ယူထားပြီးတော့ဘာလို့ဘာလို့ကိုလုပ်ပေးတယ်သူကြီးဘိုးကြီးပေရဘာလုပ်ပေးတယ်ပြီးတော့ကျွန်တော် transceiver NC လို့ခေါ်တဲ့ WTR ဒါမှမဟုတ်လို့ရှင် PA ပေါ့နော်အဲ့ NC ကနော် CPU နဲ့ဘယ်လိုချိတ်ဆက်တယ်နော်အဲ့လိုပုံစံမျိုးလေးတွေကျွန်တော်နော်ရှင်းပြပေးခဲ့တယ်အဲ့ဒါလေးတွေကနော်ကျွန်တော်အရေးကြီးလို့ပြောပေးခဲ့တာအခုဒီဘိုင်းမှာတော့နော်ကျွန်တော်ကဒါအဲ့တော့ပြောစရာတော့မရှိတော့ပါဘူးเนาะအရေးကြီးတဲ့ဟာလေးကိုကျွန်တော်နည်းနည်းထပ်ပြောပေးမှာပေါ့ဒီမှာကတော့ ကျွန်တော်တို့ကဘာအရေးကြီးလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့စားပစ်သမားတွေအတွက်ကအဓိကအရေးကြီးတာအဲဒါပဲเนาะအဲဒါပဲဘာလဲဆိုတော့ကျွန်တော်တို့ကအဲဒါကိုတေချာကွဲရမယ်ကိုစီကိုကိုလက်ထဲကိုယောက်လာတဲ့ဖုန်းတစ်လုံးကိုကျွန်တော်ကအဲဒါစစ်ပြီဆိုလို့ရှိရင်ဘာအဲဒါဖြစ်တယ်ဆိုတော့တေတေချာချာလေးအဲဒါကွဲရမယ်အဲဒါမကွဲဘဲနဲ့เนาะကျွန်တော်တို့စက်ပြီးစစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ဖြစ်ရလဲเนาะတိကျတဲ့အဖြစ်ထွက်မှာမဟုတ်ဘူးပေါ့เนาะပထမဆုံးကျွန်တော်စပြီးဆွဲတယ်ရစပြီးတော့ဖုန်းဝင်စစ်တယ်ရဒီဖုန်းကဘာ error တက်နေရလဲเนาะ software error လား hardware error လားအဲ့လို error မျိုးอ่ะじゃเนาะကျွန်တော်တေချာကွဲရမယ်ဒီမှာဆိုလို့ရှင်ကျွန်တော်ဒီမှာပုံလေးပြထားလေးချက်ကြည့်လဲပေါ့เนาะ ambient ပျောက်နေရလား ambient ပျောက်လို့ရှင် ambient တခုတည်းပျောက်တဲ့ဆိုရင် software ကြောင့်ဖြစ်တာဒါမှမဟုတ် ambient နဲ့ base brand နဲ့တွဲပြီးပျောက်တာလားเนาะ ambient နဲ့ base brand နဲ့တွဲပျောက်တယ်ဆိုလို့ရှင်เนาะဒါ software ကြောင့်လည်းဖြစ်နိုင်တယ် hardware ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့เนาะ ပြီးတော့ဒူးကြီးအဲရာလားနော်ဒူးကြီးမရတဲ့အဲရာလားဒါမှမဟုတ်လို့ရှင်သူရိကြီးဖိုးကြီးမရတဲ့အဲရာလားနော်ဒူးကြီးတော့ရနေတယ်သူရိကြီးဖိုးကြီးမရတာလားဒါမှမဟုတ်လို့ရှင်ဒူးကြီးပဲရနေတယ်သူရိကြီးဖိုးကြီးမရတာလားဒူးကြီးအဲရာလားသူရိကြီးဖိုးကြီးအဲရာလားသေချာကွဲရမယ်နော်ပြီးတော့အဲမှာကျစီကော only ဖြစ်နေတာလားနော်ပြီးတော့တိုင်ရပေါ်လိုက်ပျောက်လိုက်နော်ပေါ်ခြင်းပေါ်လာတယ်မပေါ်ခြင်းပျောက်သွားတယ်နော်အဲ့လိုပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာလားဒါမှမဟုတ်လို့ရှင် တိုင်တော့တက်နေတယ် ဒါပေမဲ့ဖုန်းခေါ်လို့မရဘူးလားเนาะအဲ့လို error တွေကိုကျွန်တော်တို့ကကွဲရမယ်เนาะဒီ no service ဆိုတာကတော့ကျွန်တော်တို့အတွက်เนาะအဓိကရင်ဆိုင်ရမယ့်ပြဿနာပေါ့เนาะသူကတော့ကျွန်တော်တို့เนาะ radio off နေမယ် off service ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်เนาะ no service ပြနေမှာကျွန်တော်တို့တွေ့ရမှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ကဒီ no service ဆိုတဲ့ error ကိုတွေ့ရမှာကျန်တဲ့ error တွေကတော့30ရာခိုင်နှုန်းလောက်ပဲရှိပါတယ်ဒီ error တွေအကုန်လုံးမှာဒါပေမဲ့ကျွန်တော်တို့က error တခုကเนาะဘာ error လဲဆိုတာကိုတော့ကျွန်တော်တို့ဒီစီစီကြားကွဲရမှာ အဲ့ဒါမကွဲပဲနဲ့နော်ကျွန်တော်တို့သွားပြီးတော့နော်ဖုန်းကိုလျှောက်ပြီးတော့ကင်မယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ကမှားဖို့ပဲရှိတယ်နော် 2G error man 2G error တက်နေတာကို 2G error man တော့မတည်ဘူးဆိုလို့ရှိရင်နော်ကျွန်တော်တို့ကနော်လမ်းကြောင်းကလွဲဖို့ပဲရှိတော့မယ်အဲ့လိုမျိုးကျွန်တော်တို့က error လေးကိုတည်ချာလေးစစ်ဖို့လိုတယ်နော်အဲ့ဒါလေးအရေးကြီးလို့ကျွန်တော် error ဘိုင်းလေးကိုထပ်ပြီးတော့နော်ဘယ်လို error error မကွဲမှာဆိုလို့နော်ကျွန်တော်ထပ်ပြီးတော့ဒီမှာထပ်ပြောပြတာနော် error လေးတွေကိုတည်တည်ချာချာစစ်ပါပထမဆုံးအဆင့်နေနေရတော့ကျွန်တော်တို့က အဲ့ဒါဆစ်ရမှာကျွန်တော်တို့ရဲ့ပထမဆုံးအလုပ်ပဲနော်အဲ့ဒါဆစ်ပြီးတော့မှကျွန်တော်တို့ကနော်ဘာအဲ့ဒါဖြစ်တာနောက်ဆုံးနိုးစားပဲဆိုရင်နိုးစားပဲအတိုင်းကျွန်တော်တို့ဆက်ပြီးဆက်မှာပေါ့နော်အဲ့လိုလေးကျွန်တော်တို့တစင်ချင်းသွားဖို့လိုတယ်နော်ဒီမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့နော် 5G နော် network ကလေးကိုကျွန်တော်နည်းနည်းပြပေးမယ်နော် 5G network ကဒီကောင်းတော့ K30 ပေါ့နော် K30 5G ပေါ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့နော်ဒီကောင်းက ် SDR 665လို့ဟော IC ပေါ့နော် SDR 665သူကတော့ not WDR အစားတုံးတာလားသူက WDR တွေနဲ့ဘာကွာခြားချက်ရှိမလဲဆိုတော့ SDR 665ကသူကဘာလုပ်ပေးမလဲဆိုတော့ 5G network ကိုနော်ဒီ IC ထဲမှာထည့်ထားတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာတော့ 5G network မရှိတဲ့အတွက်ပေါ့နော်လောလောဆယ်ထိတော့ 5G network ကမရသေးဘူးပေါ့နော်မရသေးတဲ့အတွက်နောက်ပိုင်းတော့နော်ရတော့ရတော့မယ်လို့တော့ပြောတာပဲနော်နောက်ပိုင်း 5G network မရရတဲ့အချိန်ကြာလို့ရှိရင်နော် 5G နော်မကောင်းလို့ရှင်နော်ဖိုက်ဂျီနက်ဝတ်တက်မှာမဟုတ်ဘူးနော်ဖိုက်ဂျီ IC မကောင်းလို့ရှင်နော်ဖိုက်ဂျီနက်ဝတ်တက်မှာမဟုတ်အခုလောလောဆယ်ကတော့နော်ကျွန်တော်တို့က 4G နက်ဝတ်ပဲသုံးနေရတာဆိုတော့ဒီဖိုက်ဂျီနက်ဝတ်မကောင်းလဲကျွန်တော်တို့ကသိမှာမဟုတ်ဘူးနော်ဒီဖိုက်ဂျီ IC မကောင်းလဲကျွန်တော်တို့ကသိမှာမဟုတ်ဘူးနော်အခုလောဆယ်ကတော့ 4G တက်နေရင်ကျွန်တော်တို့ကကောင်းနေမှာပဲနော်ဖိုက်ဂျီနက်ဝတ်ကိုဒီ SCR 665ထဲမှာပေါင်ထားတယ်ကျန်တဲ့ဟာတွေကတော့ဘာမှမထူကြဘူးနော်အကုန်လုံးအတူတူပဲနော် IC ပုံစံလေးတွေနည်းနည်းကွဲဝါတာပဲရှိပဲနော်ဒါဆိုလို့ရှင်ဒါအင်တာနက်ဆွဲ့ ါအင်တာနာဆွေလမ်းကြောင်းပေါ့နော်အင်တာနာဆွေလမ်းကြောင်းဒါကျိုးကဒီမှာလာတက်မှာဒါ main အင်တာနာလမ်းကြောင်းเนาะ main အင်တာနာလမ်းကြောင်းဒီလမ်းကြောင်းအနေပြီးတော့ဘယ်ဝင်มาလဲဆိုတော့အင်တာနာဆွေ IC တွေဝင်มาเนาะ main အင်တာနာလမ်းကြောင်းနဲ့ချိတ်ဆက်ထားတဲ့ဒါတိုက်ချိတ်ဆက်ထားတဲ့ IC ကเนาะဒါအင်တာနာဆွေ IC ပဲအင်တာနာဆွေ IC ကလည်းအင်တာနာဆွေ IC အလုပ်ပဲလုပ်มาပဲကျွန်တော်ရှေ့မှာအင်တာနာဆွေ IC တွေเนาะဘာအလုပ်လုပ်တယ်ဆိုတာပြောခဲ့ပြီးပါပြီเนาะသူကသူ IC ပုံစံကဘယ်လိုနဲ့ပဲလာလာဒီမှာဆိုပင်လေးကအများကြီးပဲတုံးထားတယ်เนาะ IC ကပုံစံလဲကွဲသွားတယ် ူပါသူပင်ရဲ့ဘနပင်နဲ့ပဲလာလား IC ပုံစံကဘလို့ပဲထွက်ထွက်ပေါ့နော်ကျွန်တော်တို့ကအင်တာနာဆွေး IC ကအင်တာနာဆွေး IC အလုပ်ကိုလုပ်မှာပဲဟုတ်ပြီတော့ 2G sorry 3G 4G IC ဒီကောင်က 3G 4G IC နော်သူလည်းအဲ့လိုပဲနော်ကျွန်တော်တို့ 4G network တွေက IC နဲ့ပုံစံလေးနည်းနည်းပြောင်းသွားတာပဲရှိတယ်ဒါပေမဲ့နော်သူရဲ့လောက်ဆောင်ချက်တွေနော်သူ့ကိုပေးသွင်းထားတဲ့ပေးသွင်းဖို့တွေသူ့ကိုပေးသွင်းထားတဲ့ data လမ်းကြောင်းတွေကဘာမှမကွာဘူးနော်အတူတူပဲနော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့နော် ျွန်တော်တို့အခြေခံလေးကိုနော် basic ပေါ့နော်အခြေခံကိုကျွန်တော်တို့ကနော်ပိုင်အောင်လို့ကျွန်တော်လေ့လာတာအခြေခံဆိုတာကနော် ICT ကဘာလို့လုပ်တယ်နော် ICT လုံးကြီးကဘယ်လိုလုပ်လုပ်တယ်နော်နောက်ဝက်ပိုင်းတစ်ပိုင်းလုံးပေါင်းပြီးတော့ဘယ်လိုလုပ်လုပ်တယ်အဲ့လိုမျိုးလေးကျွန်တော်တို့နော်လေ့လာထားမှာနောက်ပြီး ICT ကိုပေးသွင်းထားတဲ့ပေးသွင်းမှုတွေကနော်ဘာတွေရှိမလဲ ICT ကိုပေးသွင်းထားတဲ့ data လမ်းကြောင်းတွေကဘာတွေရှိမလဲအဲ့လိုမျိုးလေးကျွန်တော်တို့နော်လေ့လာထားမှာဆိုလို့ရှိရင် ဘာအင်စီပဲလာလာပါနော်သူပါသူနောက်ကဘာနောက်ဝက်နဲ့ပဲလာလာကျွန်တော်တို့ကနော်သိပြီးတော့နော်ထူ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 ဆန်းဆန်းနေမရှိပါဘူးနော်မရကြရာအကြောင်းလည်းမရှိဘူးပေါ့နော်ကျွန်တော်တို့တိုင်းလို့ရသလောက်ပေါ့နော်ကျွန်တော်တို့တိုင်းလို့ရသလောက်ကျွန်တော်တို့မြင်နိုင်သလောက်နော်ကျွန်တော်တို့တိုင်းနိုင်သလောက်တော့ကျွန်တော်တို့တိုင်းပြီးစစ်ဆေးပြီးတော့နော်ကျွန်တော်တို့အတက်နိုင်ဆုံးအကောင်းဆုံးနော်စဉ်းစားပြီးတော့စဉ်းစားပြီးတော့နော်သင်ခင်ပိုင်းပေါ့ဒါကြတော့ကျွန်တော်တို့တချို့ဟာကြတော့ကျွန်တော်တို့တိုင်းုံနဲ့နေမလုံလောက်တာလည်းရှိရယ်နော်ကျွန်တော်တို့စဉ်းစားရမယ့်အပိုင်းလေးရှိရယ် ဲ့လိုဟာမျိုးရကြလို့ရှိရင်တော့ကျွန်တော်တို့စဉ်းစားရမယ်နော်စဉ်းစားရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာက basic เนาะကျွန်တော်တို့ basic network ဘန်ကိုလိုက်မယ်ဆိုရင် network နဲ့ပတ်သက်တဲ့ basic เนาะကျွန်တော်တို့အသိပေါ့နော်ကျွန်တော်တို့သိနေရမယ်ဒီလိုပဲတခြားစနစ်ပိုင်းတွေလိုက်မယ်ဆိုလည်းဒီတိုင်းပဲเนาะကျွန်တော်ဘတ်လိုက်ပိုင်းလိုက်မလားเนาะ audio ဘိုင်းလိုက်မလားဘယ်ဘိုင်းကိုလိုက်မလား charging ဘိုင်းလိုက်မလားကျွန်တော်တို့က basic အသိလေးတော့ရှိနေရမယ်เนาะ basic အသိရှိနေမှာတချို့ကိစ္စတွေမှာကျွန်တော်တို့เนาะဆက်ဆက်ပြီးစဉ်းစားရမယ့်ကိစ္စတွေပေါ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ဆက်ဆက်ပြီးတော့စဉ်းစားနိုင်မှာเนาะအဓိကအရေးကြီးတာကတော့ကျွန်တော်တို့မှာအခြေခံပဲเนาะ အဲဒါကြောင့်ကျွန်တော်เนาะတချို့ဟိုဟာလေးမှာဆိုလို့ရှိရင်ကျွန်တော် group မှာဆိုလို့ရှိရင်လည်းကျွန်တော် basic ဘိုင်းလေးတွေကိုပြန်ပြီးတော့เนาะအရေးကြီးရော basic ဘိုင်းလေးတွေကိုပြန်လုပ်ပေးနေတာအဓိကသိတဲ့သိထားတဲ့အခြေခံလေးတော့ကျွန်တော်တို့သိနေရမှာเนาะဒီကောင်လေးဆိုလို့ရှိရင်တော့ဒီကောင်က K4D ပေါ့เนาะ K4D သူလည်း 5G network ပါပဲเนาะ 5G network ပဲပုံစံလေးတော့ဆိုဆိုကီတာကြီးရဲ့စာလို့ရှိရင်ပုံစံလေးနည်းနည်းပြောင်းသွားမယ်เนาะ IC နံပါတ်ကလေးနည်းနည်းပြောင်းသွားမယ်ဒါပေမဲ့ အတူတူပါပဲเนาะဒီမှာကျွန်တော်ပြမယ်เนาะဒါအင်တနာဆွဲเนาะအင်တနာဆွဲက main အင်တနာလမ်းကြောင်းเนาะ main အင်တနာလမ်းကြောင်းကအင်တနာဆွဲ IC တဲ့ကိုဝင်တယ်ဒီ IC ကအင်တနာဆွဲ IC ပေါ့เนาะပြီးတော့ဒီမှာ 3G 4G IC ပေါ့เนาะ 3G 4G IC 3G 4G IC ကိုဆိုလို့ရှိရင်သူ့ထဲကိုเนาะပူပီးဖို့เนาะပူပီးဖို့ပေးထားတာရှင်းမယ်เนาะ 3G 4G IC ဒီကောင်ကတော့ဒါ SCR 665ပဲတုံထားတာเนาะသူကတော့ 5G network ပေါင်းထားတဲ့ကောင်เนาะ WDR အစားအလုပ်လုပ်မယ်เนาะသူ့မှာပူလာတာ 5G network ကိုသူ့ထဲမှာပေါင်းထားတယ်เนาะဒါပဲ ပိုလာတာเนาะအဲ့တော့နောက်နောက်ဘက်မှာတော့ကျွန်တော်ရှိမှာเนาะကျွန်တော်အကျေတဝင်းပေါ့เนาะပြောခဲ့ပြီးပါပြီเนาะဆက်ရမယ့်အပိုင်းနေကျွန်တော်တို့เนาะတိထားတဲ့အပိုင်းနေကျွန်တော်တို့ဆက်ရမယ့် error တွေဘယ်လိုဆက်ရမယ့်ဘာညာအစားကျွန်တော်တေချာလေးပြောခဲ့ပြီးပါပြီဒီမှာတော့တိတ်တိတ်ပြီးတော့ထွေထွေတို့ပြောစီရတော့မရှိတော့ပါဘူးเนาะအဓိကကျွန်တော် ပြောချင်တာနောက်ဘက်မှာမဟုတ်ပါဘူးเนาะဘယ်ဘိုင်းမဲ့လာလာเนาะဘယ်စစင်ဘိုင်းမဲ့လာလာကျွန်တော်တို့ဘယ်စစင်ဘိုင်းအောင်မဲ့လေးလာလေးလာ ျွန်တော် session ပိုင်းလေးတွေရဲ့နော်အဓိကအခြေခံကြတယ်နော်အခြေခံကြတဲ့သူရဲ့အလုပ်လုပ်ပုံလေးတွေနော်သူပေးသွင်းထားတဲ့ပေးသွင်းဖို့လေးတွေပြီးတော့ပေးသွင်းထားတဲ့ data လမ်းကြောင်းလေးတွေအဲ့ဒါလေးတွေကိုတော့ကျွန်တော်တို့နော် IC number ကလေးတွေနဲ့တွဲပြီးတော့ကျွန်တော်တို့လိလာထားတဲ့နေနော် model တိုင်းအကုန်တော့အလွတ်ရစရာမလိုပါဘူးကျွန်တော်လည်းအလုံးမရဘူးနော်ဘယ် model ရ model တွေကအများကြီး model ပေါင်းတောင်ချောက်တောင်ရှိရကျွန်တော်လည်းအလုံးမရပါဘူးတချို့အသုံးပြတဲ့ model လေးတွေတော့ကျွန်တော်တို့အများတိုင်းကင်နေရတဲ့ model လေးတွေဆိုလို့ရှိရင်နော်ကျွန်တော်တို့နော် လိုရနိုင်လို့ရှိရင်တော့ပိုကောင်းတာပေါ့နော်လမ်းကြောင်းလေးတွေအလိုရနိုင်ဆိုလို့ရှိရင်တော့ကျွန်တော်ဒိုင်ယာဂရမ်ပြန်ကြည့်စရာမလိုဘူးပေါ့နော်ကျွန်တော်တခါတည်းကိုစီကိုနော်ဖုန်းရောက်လာရဲ့ဆိုတော့နော် error ဖြစ်ပြရနဲ့နော်ဖုန်းကိုဖွင့်ပြီးတခါတည်းဒိုင်ယာမန်နေရာလေးတခါတည်းတန်းပြီးတော့ဒိုင်လို့ရှားတာပေါ့နော်မော်ဒယ်တွေက16000ရှိတယ်ဆိုရင်အမှန်တကယ်ကတော့เนาะကျွန်တော်တို့ SCR 6000ကတုံးထားတယ်เนาะမော်ဒယ်တွေရှိမှဆိုလို့ရှိရင် SCR 6000ကိုကျွန်တော်တို့เนาะမော်ဒယ်တစ်လုံးပမာဏတိုင်းလေ့လာတာလို့ရှိရင် တခြား ASCII ချက်ချောင်းကနဲ့လာတယ်เนาะဘယ်မော်ဒယ်လာလားအကုန်အတူတူပါပဲเนาะအဲ့လိုပဲရှိမှလဲ WD ကเนาะဘာရှိမလဲ2975ရှိမယ်3925ရှိမယ် ASCII 660ရှိမယ်ဟုတ် MDK တွေမှာဆိုလို့ရှိရင်เนาะ7177เนาะ MB တို့ 7177W တို့เนาะအဲ့လိုအသုံးများတဲ့ IC လေးတွေကိုကျွန်တော်တို့ကเนาะ border တစ်ခုအတွက်ပဲเนาะကျွန်တော်တို့ပိုင်အောင်လိလာထားလို့ရှိရင်အဲ့ IC တုံးထားတဲ့တခြား bell model ပဲလာလာเนาะ IC ထားတဲ့သူတဲ့ပုံစံလေးနေရာလေးနည်းနည်းပြောင်းသွားတာပဲရှိရယ်နော် IC နံပါတ်2နေရာဆိုလို့ရှင်အလုပ်လုပ်ဖို့နော်ပေးသွင်းထားတဲ့ပေးသွင်းညာပေးသွင်းဖို့လေပေးသွင်းထားတဲ့ data လမ်းကြောင်းတွေကအတူတူပါပဲနော်အဲ့တော့ကျွန်တော်နော်စာပြေဒီမားလေးအနေနဲ့ဆိုလို့ရှင်နော်အဓိကအသုံးပြတဲ့ IC လေးတွေရောနော် IC လေးတွေရဲ့အဓိကအသုံးပြတဲ့ IC လေးတွေနဲ့နောက်ပြီး IC လေးတွေရာနော် ူနဲ့တွဲဖက်ပြီးတော့တုံးထားတဲ့ CPU ပေါ့နော်အဲ့လိုဟာလေးတွေကိုကျွန်တော်တို့တွဲပြီးတော့နော်လေလာနော်လေလာထားတင်တယ်ပေါ့နော်လေလာထားတာအကြံပေးတာပါနော်လေလာထားမယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့တကယ်လို့ကျို diagram မထွက်တဲ့ model တွေရှိတယ်เนาะ diagram မထွက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကြောက်စရာမလိုပါဘူးเนาะ diagram မထွက်တဲ့ model ဆိုလို့ရှိရင်လည်းဒီ model ကဥမာကျွန်တော်တို့ဘယ်ဘိုင်းကိုလိုက်မှာလဲနောက်ဘက်ဘိုင်းကိုလိုက်မှာလားနောက်ဘက်ဘိုင်းကိုလိုက်မှာဆိုလို့ရှိရင်လည်းဒီ model ရဲ့ BIC သုံးတာလဲနော်သူကကွယ်ကွန်လား MDK လား7177သုံးတာလားเนาะ ်295တုံးထားတာလားကြည့်လိုက်ပေါ့ကြည့်လိုက်ပြီးလို့ရှင်နော်295တုံးထားတယ်တုံးထားတယ်ဆိုလို့ရှင်သူ့အတွက် diagram မထွက်လဲဥပမာတခြား brand တစ်ခုပဲထားပါတော့ကျွန်တော်တို့မသိတဲ့ brand တစ်ခုပေါ့နော်သူ့အတွက် diagram မထွက်ဘူးဟောသူ့အတွက် diagram မထွက်ဘူးဆိုလို့ရှင်လဲကြောက်စရာမလိုဘူးနော်ကျွန်တော်တို့ကနော်အဲ့ diagram မထွက်တဲ့ပုံမှာဘာ CPU တုံးထားလဲ ာ CPU တုံးထားလဲကျွန်တော်တို့ live မြန်ပိုင်းကဘာပိုင်းလဲ network ပိုင်းလား network ပိုင်းဆိုရင်သူ့မှာ IC ရဘာတုံးထားလဲ PA ရဘာတုံးထားလဲ WTR လားเนาะ Qualcomm ဆိုရင် WTR လားเนาะ MTK ဆိုရင် PA လားเนาะဘာနံပါတ်တုံးထားလဲကြည့်လိုက်เนาะသူနဲ့နံပါတ်တူတယ်เนาะဖုန်းနဲ့ကျွန်တော်တို့မှီညံ့ပြီးတော့ကြည့်လို့ရတယ်เนาะသူနဲ့နံပါတ်တူတဲ့ဖုန်းကျွန်တော်တို့တွားကြည့်မှာပေါ့เนาะ DCPU ဆိုလို့ရှိရင်လည်း DCPU နဲ့เนาะနံပါတ်တူတဲ့ဖုန်းသူ brand က diagram ထွက်ပြင်မယ်ကျွန်တော်တို့ diagram ထွက်တဲ့ brand တွေကနေပြီးတော့ နော် CPU တို့ဒီ CPU နံပါတ်တူလို့ရှိရင်သူ့ရဲ့ CPU ကလမ်းကြောင်းကမတူစရာအကြောင်းဝင်မရှိဘူး CPU နံပါတ်တူမှာတော့သူ့ရဲ့လမ်းကြောင်းတွေအကုန်တူတူပဲလေနော်အဲ့လိုပဲ network ဘိုင်းမှာလည်း network IC တူလို့ရှိရင်သူ့ရဲ့လမ်းကြောင်းအကုန်တူတူပဲ power IC တူလို့ရှိရင်ဒီ power IC ရထွက်တဲ့လမ်းကြောင်းအကုန်တူတူပဲနော်အဲ့တော့ကျွန်တော်တို့ကဘရန်တစ်ခုချင်းဒီ model တစ်ခုချင်းဒီကိုလိုက်ပြီးတော့ကျွန်တော်တို့ကကြည့်စရာမလိုဘူးเนาะကျွန်တော်တို့က power IC ဆိုလဲ power IC အုပ်စုနဲ့ခွဲပြီးတော့เนาะလေးလာ CPU ဆိုလဲ CPU အုပ်စုနဲ့ခွဲပြီးလေးလာပေါ့ network ဘိုင်းဆိုလဲ network IC ရဲ့ number တွေနဲ့ခွဲပြီးတော့လေးလာပေါ့เนาะအဲ့လိုမျိုးကျွန်တော်တို့လေးလာမှာပေါ့เนาะအဲ့တော့ ေချာကျွန်တော်တို့လေ့လာထားမယ်နောက်ပိုင်းလေ့လာထားကြာပြီဆိုလို့ရှိရင်တော့เนาะ moderator တော်တော်များကကျွန်တော်တို့ diagram မလိုပါဘူးเนาะ diagram လွတ်ပါတယ်ဒါကကျွန်တော် beginner တွေအတွက်ကျွန်တော်အကြံပေးတာပါเนาะဒါဟိုလုတ်တယ်လုတ်တယ်မလုတ်ဘူးဆိုတော့ဒါတော့ကိုယ့်ရဲ့တောင်းသဘောအတိုင်းပါเนาะတချို့ကပြောကြတယ်เนาะတချို့ moderator diagram မထွက်ဘူးပေါ့เนาะကျွန်တော်တို့ဘယ်လိုလုတ်အောင်မလဲပါညာအဲ့လို major တွေကများလို့เนาะကျွန်တော်ဒီမှာလည်းနဲ့ထည့်ပြောပေးတယ်အမှန်တကယ်ကတော့ diagram မထွက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာ diagram ရှိပြီးသား moderator တွေရှိတယ်လေเนาะ ဒီ diagram ထွက်တဲ့ model နဲ့เนาะ CPU ကเนาะတူတဲ့ model တွားကြည့်လို့ရတယ်เนาะနောက်ဝက်ပိုင်းလိုက်မှာဆိုနောက်ဝက် IC နံပါတ်တူတဲ့เนาะ model နဲ့တွားပြီးတော့မှီညံ့ပြီးကြည့်လို့ရတယ်เนาะ power IC ပြဖိုင်းဆက်ချင်တာဆိုလို့ရှိရင်လည်း power IC တူနဲ့ model တူတဲ့ power IC เนาะ diagram ထွက်ထားတဲ့เนาะ model တွေကနေပြီးတော့တွားပြီးတော့ကျွန်တော်တို့မှီညံ့လို့ရတယ်เนาะအဲ့လိုမျိုးကျွန်တော်တို့เนาะတွားလို့ရတယ်ကျွန်တော်အခု color ကြီးอ่ะเนาะဖုန်းကပြင်ရတာဒါလွယ်တဲ့ color ကြီးပါเนาะဒါလွယ်တဲ့ color ကြီးဆိုတာကเนาะ diagram နေဆိုတာလေเนาะဝေးတွေ point to point နေ เนาะအများကြီးထွက်ထားတာเนาะတအားကိုလွယ်ပါတယ်ကျွန်တော်တို့เนาะခင်တယ်ဆိုလို့ရှိရင်တခြားစီပဲเนาะအခုကเนาะတေချာเนาะပြောပြနိုင်တယ်เนาะဆက်ရှင်ပိုင်းတစ်ခုချင်းစီကိုเนาะတေချာလေးပြောပြနိုင်တယ်เนาะဟွာတွေကလည်းเนาะအများကြီးပဲเนาะဂရုတွေကလည်းအများကြီးရှိတယ်เนาะပြီးတော့ကျွန်တော်တို့သင်တန်းတွေကလည်းအများကြီးရှိတယ်အခုကเนาะလေ့လာတာလွယ်ပါတယ်เนาะအဓိကတော့เนาะသင်ယူခြင်းနဲ့စိတ်ရှိဖို့ပဲเนาะသင်ယူခြင်းနဲ့လေ့လာခြင်းနဲ့စိတ်ရှိဖို့ပဲလိုတယ်เนาะနောက်ဝက်ပိုင်းတော့ကျွန်တော်ဒီလောက်နဲ့ပဲเนาะပြတ်လိုက်တော့မယ် အဲကျွန်တော်ပြောတဲ့အထဲမှာကြံတာရှိလို့ရှင်လဲဒါမှမဟုတ်လို့ရှင်ကျွန်တော်ပြောထားတဲ့အထဲမှာเนาะတိတ်စိတ်ထဲမှာတိတ်မရှင်ဘူးเนาะနားမလည်ဘူးဆိုလို့ရှင်လဲကျွန်တော်အချိန်မရွေးမေးလို့ရတယ်เนาะကျွန်တော် Messenger မေးမေးเนาะဖုန်းနဲ့ပဲဆက်ပြီးတော့မေးမေးเนาะအချိန်မရွေးမေးလို့ရတယ်เนาะကျွန်တော်မေးတဲ့ဟာတွေအကုန်လုံးเนาะဘယ်သူဟိုဒီကောင်ကတော့ကျွန်တော်ဒီ network ပိုင်းကတော့ကျွန်တော် public group ကိုတော့ထွက်မှာမဟုတ်ဘူးเนาะကျွန်တော် network ပိုင်းကတော့ကျွန်တော် pay group မှာပဲတင်ပေးထားမှာတော့เนาะ pay group တွေကလူတွေကတော့เนาะကျွန်တော်စီကျွန်တော်အချိန်မရွေးเนาะ မေးလို့ရတယ်เนาะလုပ်ငန်းခွင်ထဲမှာအခက်အခဲရှိရဆိုလို့ရှိရင်လည်းအချိန်မီမေးလို့ရပါတယ်เนาะနောက်ပိုင်းကတော့ကျွန်တော်ဒီလောက်နဲ့ပဲเนาะဖြတ်လိုက်တော့မယ်เนาะ